ရောင်းနိုင်စရာအကြီးမားဆုံးပြောင်းလဲနေမယ်လာမယ့်ရာသီချန်ပီယံလိဖလားယူမယ် United ရဲ့ဖြစ်နိုင်ွယ်လူစင်ခင်ချင်းရိုက်တမြားလုံးပဲမိင်္ဂလာများရွှေရိုးအိုင်ဘက်ခွန်ရှိကို online အချင်းကနေပြန်လည်ကြိုးလိုက်ပါရင် United ဟာလာမယ့်နေရာဒီမှာကစားသမားများစွာကိုတင်းကနေလက်လွတ်သွားဖို့ရရှိနေပါရင်ကစားသမားအသစ်များစွာကိုလည်းအင်အားဖြည့်တင်းသွားမှာဖြစ်ပြီးအပြောင်းလဲများစွာမြင်တွေ့ရနိုင်တာဖြစ်ပါရင် Robin Amorin ရဲ့ကစားကွက်နဲ့လိုက်ဖက်တဲ့ကစားသမားတွေကိုအားဖြည့်သွားမှာဖြစ်ပြီးအများကြီးမျှော်လင့်လို့ရတာဖြစ်ပါရင်ဒီနေ့ဗီဒီယိုမှာတော့လာမယ့်ရာသီ United အသင်းအသုံးပြုလာနိုင်တဲ့ဖြစ်နိုင်ွယ်အခင်းချင်းကိုပြောပြပေးသွားမှာဖြစ်ပါရင် တိုက်စင်ကိုဗီတာအိုဆင်ဟန်အိုဆင်ဟာယူနိုက်တက်စီပြောင်းလာဖို့အင်မတန်ဆေးရထက်တန်နေပါတယ်ဒါကြောင့်ပဲသူ့ဘက်ကနေတင်းနေတောင်းရှောင်းလွှင့်နေတော့ပါနာပိုလီကလည်းအိုဆင်ဟန်ကိုမဖြစ်မနေရောင်းချမှာမို့လို့ပြောင်းရွှေ့ခြေကစင်စစ်တလောက်ရောက်ကြလာနိုင်ပါတယ်အိုဆင်ရဲ့လောကလာစာကပေါင်နှစ်သိန်းခွဲတာရှိပြီးဒါဟာယူနိုက်တက်မှာပဲစင်မောက်အန်တိုနီတို့ရနေတဲ့လောကလာစာမျိုးပါပဲဒါပေမဲ့ယုံကြည်စိတ်ချရတဲ့တင်းတောက်တွေကအတီမပြူသေးတာကြောင့်ယူနိုက်တက်နဲ့အိုဆင်ဟန်ကြားကတင်းတွေကိုအတီပြူလို့တော့မရသေးပါဘူးဘဲတောင်မှလိုင်ယန်ဒီလက် ဒီလက်ကအင်းစစ်အတင်းကတန်းဆင်းခဲ့ရင်ပြောင်းရွှေ့ခြင်းရောကြသွားနိုင်တယ်လို့သိရပါတယ်။အတန်းနဲ့ဆန်းနေတဲ့ရွေသားရှိတဲ့ဒီလက်ဟာပရီးမီးယားလိမှာစမ်းဆောင်ရေးကောင်းတွေကိုချပြထားနိုင်သူဖြစ်ပါတယ်။ဒီအားဒီမှာလက်ရှိချိန်ထိဆန်နယ်ကိုသွင်းယူထားနိုင်ပြီးနီးစနစ်ပိုင်းအားကောင်းသူဖြစ်ပါတယ်။အတင်းကောင်းရင်ဂိုးသွင်းတော့ပိုတက်လာနိုင်ပြီးပရီးမီးယားလိနဲ့လည်းအသားကျပေးသားဖြစ်ပါတယ်။ဒီလက်ကိုယ်တိုင်ကလည်းအင်းစစ်တန်းဆင်းသွားရင်လိုင်းမစင်းကျင်တော့တာကြောင့် United စီပြောင်းရွှေ့ခြင်းနေပါတယ်။သူနဲ့တည်င်းတွေကတော့စိတ်ချတဲ့အနေထားမှာရှိနေပါတယ်။ညာတောင်ပဲမာတီးယက်ကွန်ညာ ဒေးဗစ်အွန်စတန်ရဲ့အဆိုအရကွန်ညာနဲ့ယူနိုက်တက်တို့ဆွေးနွေးနေတာတော်တော်လေးကိုခီးရောက်နေပြီလို့သိရပါတယ်။အမော်ရင်ကကွန်ညာကိုအဓိကကစားသမားဖြစ်အသုံးပြုမယ်လို့ဆွဲဆောင်ထားတာကြောင့်ကစားသမားကပြောင်းရွှေ့ချင်နေတာဖြစ်ပါတယ်။ဒီကဒီမှာကွန်ညာဟာဘူးအတွက်ပြိုင်ပွဲစုံ32ပွဲကစား16ဂိုးအတွင်း၄ဂိုးဖန်တီးထားနိုင်သူဖြစ်ပါတယ်။အသက်25နှစ်အရွယ်ကွန်ညာအနေနဲ့ပရီးမီးယားလိမှာအသားချနေပြီးသားမို့ယူနိုက်တက်အတွက်အသင်သုံးနိုင်မှာဖြစ်ပါတယ်။ကွင်းလယ်ဘောဘရူနိုဖာနယ်တက် အာမိုရင်ကဘရူနိုဖာနန်တက်ကိုကွေးလည်ဆွဲချခံစားရတာကိုကြိုက်ပါတယ်။ဒါမှလည်းဘရူနိုစီကနေဘောလုံးလမ်းကြောင်းနေခံမြမြပွင့်လာတာမျိုးပါ။ဘရူနိုအကြောင်းကတော့ခံမြမြပြောစရာတော့မလိုတော့ပါဘူး။အသက်30တန်းကျော်လာပြီဖြစ်တဲ့ဘရူနိုလေးနဲ့ကစားမဘွားကနေအနားမြုပ်ကင်ယူနိုက်တက်မှာဆူပလာတွေယူခြင်းတွေမှာကျင်းနေနေပါတယ်။ကွေးလည်ခံစင်မန်နီယယ်ဥကာတီဥကာတီကလည်းကွေးလည်အဖြစ်တနေရာမှာဆက်နေရဖို့များပြီးတော့ကက်စမဲလိုအရီစင်တို့ကိုရောင်းထုတ်မဲ့ယူနိုက်တက်မှာနောက်ထပ်ကွေးလည်လူတစ်အားဖြစ်မလားစောင့်ကြည့်ရမှာဖြစ်ပါတယ်။ဘယ်ဝင်းဘက်ဟယ်ရီအာမတ် အသက်16နှစ်သားရင်းအာမတ်က United အသင်းကြီးမှာအများကြီးမျှော်လင့်လို့ရသူပါအတွင်းကြောင့်အဖေနုနယ်သိပေမဲ့ကြိုးစားကစားတက်သူဖြစ်ပါတယ်အာဆင်နယ်မှာ Lewis ကလေး Man City မှာ Rico Lewis လေဘာဘူးမှာ Corner Bradley တို့ Academy ကနေတက်လာပြီးခြေစွမ်းပြနေတဲ့လိုမျိုးအာမတ်ကလည်းလှုပ်ပြဖို့တာဆုံနေတာဖြစ်ပါတယ်ညာဝဲမှာ Patrick တို့ကအလောင်းကကောင်းနေဆိုပေမဲ့ခန်းစင်အားနေလို့လာကသူ့ရဲ့အဆိုးဆုံးအချက်ဖြစ်ပါတယ်ခန်းစင်အားနေလို့အာနိုးလိုမျိုးတိုက်စစ်ကိုလမ်းပြန်နေအောင်ကောင်းလားဆိုတော့လည်းမဟုတ်ပြန်ပါဘူးဒါကြောင့် dialogue ကို United လို့ရောင်းဖို့များပါတယ်ညာဝန်းပတ်မှာအလောင်းအောင်ကောင်းပြီးအာမော်ရီလက်ထက်မှာရောက်လာတဲ့ဒိုကိုပဲနေရာရဖို့များပါတယ် ဘိုခန်စင်ဟယ်ရီမက်ကွာယာကောင်းချီကအသက်30တန်းကျော်လာပြီဖြစ်ပေမဲ့အားကိုးလို့ရနေတော့မှာပဲတဲကန်ဘောတွေဖြတ်တင်ဘောတွေကိုရှင်းထုတ်ရမှာသူ့ရဲ့အမြင်ဘောစွမ်းရည်ကအေးပါပါတယ်အမားတွေလုံးနေတာကလည်းနဲလာပြီနောက်ပိုင်းပွဲတွေမှာအနိုင်ကိုးတွေကိုခက်ဆိတ်ဆိတ်သွင်းပေးနေသူဖြစ်ပါတယ်ဘိုခန်စင်ရိုရိုရိုကအတင်းအတွက်ပုံမှန်မကစားပေးနိုင်ပေမဲ့သူကအသက်ဆက်90နှစ်သားလေးပဲရှိသေးတယ်ဆိုတာကိုမေ့ထားလို့မရပါဘူး Real Madrid ကတော့လိုချင်ခဲ့တဲ့အထိရိုရိုရဲ့ပါရမီကမြင်မပါတယ်ဒါမဲ့ရာသီမှာကြမ်းခိုင်ပွဲပြင်းနေအတင်းအတွက်ပါဝင်ကစားပေးနိုင်ဖို့မျှော်လင့်ရမှာဖြစ်ပါတယ်ဘိုခန်စင်ဒီလေး ဒီနေ့ကဒီအာဒီမှာ United အတွက်ပြိုင်ပွဲစုံ40ကစားပေးထားပြီးပါပြီ။ဒီပမာဏကဒီလေးလိုတင်ရရတဲ့ကစားမအတွက်မစိုးဘူးလို့ဆိုရမှာပါ။စကောတော့ကအတင်းအတွက်အသုံးဝင်မှာစိုးလို့တကယ်တမ်းမှာတော့အဓိကကစားမဖြစ်နေတာဖြစ်ပါရင် ဘုဒ္ဓမဒီဂိုကော့ရှာယူနိုက်တက်အန်ရီအိုနာနာကိုထွက်ခွာဝင်ပေးဖို့စီစဉ်လျက်ရှိပါတယ်။အိုနာနာကိုယ်တိုင်ကလည်းအသင်းသားလို့မရှိရင်ထွက်ခွာသွားဖို့အစဉ်သင့်ဖြစ်နေကြောင်းဖရီဇီယိုရိုမာလိုကိုယ်တိုင်ဖော်ပြထားပါတယ်။ယူနိုက်တက်အိုနာနာကိုပေါင်သန်း30ဝန်းကျင်ရတာနဲ့လက်လွတ်ပေးသွားမှာဖြစ်ပါတယ်။လက်ရှိမှာတင်းရီရိုနဲ့တရင်ထွက်နေတဲ့ဂိုဒ္ဓမများစွာရှိပြီးဒီထဲမှာမှဒီဂိုကော့စတာကလည်းပါဝင်လာတာဖြစ်ပါတယ်။အမော်ရင်ကပေါ်ရီဂီသားဖြစ်တာကြောင့်သူ့အနေနဲ့ကော့စတာကိုစွမ်းဆောင်နိုင်စွမ်းရှိမှာထင်ကြပါတယ်။ဒီလိုစစ်တရားကတော့လာမယ့်ရာသီယူနိုက်တက်အသင်း၃ဆွဲလာနိုင်တဲ့ဖြစ်နိုင်ွယ်လို့ဆင်းမဲ့ဖြစ်ပါတယ်။ โอเคပါခင်ဗျာဗီဒီယိုလေးကလောက်ပါပဲနောက်နေ့မှာလည်းအားကစားနေပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ page တွေကို like and follow လုပ်ပြီးဒီ video လေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကောင်ချိုလိုက်ရပါတယ်ခင်ဗျာ